ဒီမိုကရေစီပညာရေးတောင်းဆိုဆန္ဒပြခဲ့တဲ့တောင်းသားတွေကိုတကယ်မရိုက်နှက်ခဲ့ပဲရွေးရုံမဲရွေခဲ့တယ်လို့ PLO အနေနဲ့တရားစွဲဆိုထားတဲ့ရဲမှုဖုံးမြင့်ကဖန်စီကန်ကျောင်းသားတွေကိုရုံးထုတ်စစ်ဆေးတဲ့ဂျွန်နေရဲ့နေမှာထွက်ဆိုလိုက်ပါတယ်။ဖန်စီကန်ဘဂဒါကျောင်းသားမင်းသွေးတစ်ကတော့ရဲမှုဖုံးမြင့်ထွက်ဆိုသလိုကျောင်းသားတွေကိုတကယ်မရိုက်နှက်ခဲ့ပဲရွေးရုံမဲရွေခဲ့ရင်ကျောင်းသားတွေစေယုံတက်စရာလိုမှာမဟုတ်ဘူးလို့တုံ့ပြန်လိုက်ပါတယ်။ PLO ဘက်ကတက်တည်43ရောက်တောင်ခေါ်ထားတာကြောင့် ရုံးရိပ်တွေကလည်းနှစ်ပေါင်ပြာနိုင်တယ်လို့ပြောပါတယ်။ကျွန်တော်တို့မြင်တာတက်တဲ့43ယောက်တင်လာတယ်ဆိုတော့တော့အဲ့တက်တဲ့43ယောက်တယောက်တည်းဟိုပဲကျွန်တော်ဘက်ကဝိုင်းမေးလို့ရှိရင်၃ဘက်၄ဘက်လောက်ရှိနေပြီတော့ဟိုကြာလာလीကျွန်တော်တို့ရဲ့ဒီရုံးကြီးကိုလူတွေမလာနိုင်အောင်ယူတော့အောင်လို့ပြီးတော့မှကျွန်တော်တို့ပဲထီထန်တို့လို့လုံးချင်ရလုံးမယ်စစ်ချင်ချင်လို့ဆိုပုံစံမျိုးဖြစ်လာအောင်လို့လုပ်တယ်လို့မြင်တယ် ဟုတ်43ယောက်ကိုတယောက်ကိုတော့3ဘက်ဖြစ်နေပြီဖြစ်တဲ့အတွက်ဒီ43ယောက်ဆိုတာနောက်တဲ့နှစ်ပေါက်အောင်ကြာအောင်ပါအဓိကတော့တရားစီရင်ရဥပဒေကြောင့်ရသွားတာမဟုတ်ဘူးလူစိတ်ဝင်စားမှုညော့ဝအောင်လုပ်ပြီးတော့မှကျွန်တော်တို့သူတို့ဖြစ်စေခြင်းတဲ့ပုံစံတိုင်းအမိန့်ချမှာလို့ထင်တယ်ဇူးရလုံပုံကဥပဒေလမ်းကြောင်းတိုင်းဖြစ်ရှင်းတာမဟုတ်ဘဲပြည်သူတွေစိတ်ဝင်စားမှုညော့ကြတဲ့အချိန်ထိစောင့်ပြီးမှအမိန့်ချဖို့လုပ်နေတယ်လို့ပြောပါတယ်ဖန်စီကန်ဆန္ဒပြကြောင်းသားတွေကိုတရားရီတရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ခြင်းမှာ မိသားစုတွေနဲ့လွတ်လွတ်လပ်လပ်တွေ့ခွင့်မရအောင်နဲ့ပစ္စည်းပေးဝင်မရှိအောင်လို့တရားရုံးတန်စကားတွေနှစ်ဆမြင့်ထားတဲ့အတွက်လေဝိပန်တန်တွေဖြစ်လောင်ခဲ့ပါတယ်။ရုံးချိန်တွင်မှရဲတွေကသတင်းတော်ရောင်ဆောင်ဓာတ်ပုံရိုက်ခဲ့တာတွေရှိခဲ့လို့ကျောင်းသားတွေနဲ့မီဒီယာသမားတွေပြဿနာတက်ခဲ့ပါသေးတယ်။ရဲရာရှိတွေဟာသူတို့ချိုးဖောက်ခဲ့တဲ့မတရားမှုတွေကိုဖုံးကွယ်နေပြီးတကယ်ထိခိုက်နစ်နာခဲ့ရတဲ့ကျောင်းသားတွေကိုတော့ပြစ်ဒဏ်ချအောင်ထွက်ဆိုနေရလို့ဆိုသူကဖြူဖြူအောင်မှာ ရုံးကြီးမှာလာရောက်ဝန်းရံခဲ့တဲ့အင်အားကိုအစိုးရအနေနဲ့မနာလိုမရှုစိမ်ဖြစ်ပြီးပြည်သူတွေရဲ့စည်းလုံးမှုအင်အားကိုကြောက်ရွံ့နေတယ်လို့ပြောပါတယ်။ကျောင်းသားတွေကိုကျိုးနဲ့ချီနှောင်ပြီးထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့လည်းကျောင်းသားတွေကတော့အားရင်ပြင်းနဲ့လွတ်လပ်နေတယ်လို့ပြောပါတယ်။မဲရဲရရှိကိုယ်တိုင်ကသူတို့ရဲတွေရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကချိုးဖောက်နေတဲ့မတရားမှုတွေကိုမမြင်မဲနဲ့ကျမတို့ចောင်းသားတွေကိုတကယ်တကယ်ကျမတို့ထိခိုက်ခံစားရတဲ့ចောင်းသားတွေမီဒီယာတွေ ဟိုတော့တရားဆွဲဖို့ပြုပြင်ဆင်နေတာမျိုးဒီတရားဆွဲအပြည့်ပြည့်နဲ့မကြကြရအောင်ပေါ့နော်ဟိုထုတ်ဆွတ်ဆုတ်သွားတာမျိုးတော့တွေ့ရပါတယ်အဓိကတော့စစ်အာဏာရှင်အစိုးရကကျမတို့ရဲ့ခွန်အားတွေကိုကြောက်ရွံ့နေကျမတို့ရဲ့ခွန်အားတွေကသူတို့ရဲ့မတရားမှုတွေကိုဖယ်ရှားနိုင်တယ်ဆိုတာကိုသူတို့သိတယ်ဒါကြောင့်မို့ဒီစိတ်နဲ့ခွန်အားတွေကိုကြောက်ရွံ့နေတဲ့အတွက်ကျမတို့တွေကိုတနေ့တနေ့ပို့ပြီးတော့အကျိုးရင်းနဲ့တုံ့နှောင်မှုကြိုးစားတယ်ထိ ंछ ုပ်မှုကြိုးစားတယ်ဒါပေမဲ့ကျမတို့ရဲ့ခွန်အားတွေကပြေးသွားပြီလေကျမတို့တွေကလွတ်လပ်နေစေပဲဖြစ်ပါရှင့်ဖန်စီကန်ကျောင်းသားတွေနဲ့ပတ်သက်ပြီးတည်င်းတွေတော့ကြားနေရပါပဲ လက်တွေ့ဖြစ်ပျက်ကိုမှတ်မှတ်ကန်ကန်သုံးသပ်ခြင်းလို့ရောက်လာသူက NLD မှဦးသိန်းစွေပါ။ကျောင်းသားတွေကြုံတွေ့နေရတဲ့ခက်ခဲတွေကိုသိကျင်တယ်လို့လည်းပြောပါရတယ်။ ဒီမီဒီယာတွေမှာကျွန်တော်တို့သတင်းတွေကြားတယ်။နောက်ဒီအပြင်မှာပြောဆိုနေတဲ့အတန်တွေကြားတယ်။ဒါပေမဲ့လက်တွေ့အနေနဲ့ဒီမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့မသိဘူး။အဲမသိတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့လည်းဒီအပေါ်မှာကျွန်တော်တို့ဘလို့မှမမကန်ကန်ကျွန်တော်တို့မသုံးသပ်နိုင်ဘူး။ဒါကြောင့်မလို့ဒီပဂရိဒီမှာရှိနေတဲ့အနေအထားတွေကိုလည်းကျွန်တော်တို့သိကျင်တယ်။နောက်တစ်ခုဒီမှာရောက်နေတဲ့ဒီညီငယ်ညီမငယ်ចောင်းသားတွေနဲ့ပတ်သက်ပြီးတော့အဲဒီတရားရုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဘာအခက်အခဲတွေများရှိနေသလဲဆိုတော့အပေါ်မှာကျွန်တော်တို့စာနာပြီးတော့ကျွန်တော်တို့ဒီကိုရောက်လာတာပါ။